မင်္ဂလာပါဆရာဦးစိတ်ဝင်ရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျစစ်ကောင်မရှင်ရဲ့ပြည်ထရေးဝန်ကြီးဌာနမှဒီရဲချုပ်ဒီကဒီရဲချုပ်တာဝန်ကိုယူထားတဲ့လူတော်တော်များများကစစ်ဘက်ကလာတဲ့သူတွေပဲတွေ့ရတယ်ပေါ့နော်ဆိုလိုချင်တာကရဲကိုတက်ကပဲအုပ်ချုပ်တဲ့ပုံစံမျိုးဖြစ်နေတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့လေဆိုတော့ဒီလိုမျိုးဟိုရဲချုပ်လိုထိပ်ပိုင်းနေရပေါ့နော်ရဲထိပ်ပိုင်းနေရကိုဘာကြောင့်ဒီစစ်တပ်ကပဲနေရရောက်အောင်လုပ်ထားတာမျိုးဖြစ်မလဲအရင်ဆုံးပြပြရစေရှင်အောင်988ခုနှစ်ကနေ 2021ခုနှစ်အာနာမသိငင်ဒီနှစ်ပေါင်း34နှစ်အတွင်းမှာရဲချုပ်စုစုပေါင်း၈ရောက်ပဲပြောင်းလဲဖြစ်ခဲ့ဒါပေမဲ့ခုအာနာသိပြီးတော့၄နှစ်ကျော်အတွင်းမှာရဲချုပ်နေရာ၄၄ရောက်ပြောင်းလဲဖြစ်ခဲ့တာဆိုတော့ဒီရာဒူးဒီနေရာနဲ့ပတ်သက်ပြီးတော့အတော်လေးကိုပြဿနာရှိနေတာနော်ကဏ္ဍတစ်ပင်ဖြစ်နေတာတွတ်ဆလို့ရမယ်ထင်ပါတယ်အစင်ဆက်ကတော့ဒီရဲချုပ်ယာတို့ကိုပေးတာတက်ကနေပြောင်းလာတဲ့လူတွေကိုပဲပေးတယ် နော်ရဲလုပ်ငန်းလေ့ကျင့်ပြုစုပြုထောင်လောက်ကင်လာခဲ့တဲ့သူတွေတဲ့စစ်သားတွေကိုရဲယူနီဖောင်းပြောင်းပေးတာမျိုးပေါ့ဒါကလည်းပါလဲဆိုတော့စစ်အာဏာရှင်စနစ်မှာစစ်သားပဲဦးစားပေးကြတာဆင်လာဖြစ်မင်းအောင်လိုင်လက်ထက်မှာမင်းအောင်လိုင်ကရေဘူးအားဖြင့်သူအလိုမကျရင်ယာဒူးဖြုတ်တာ လက်ပိုပြင်းတယ်2021 February 1ရက်နေ့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းဒီအာဏာသိမ်းတဲ့ညမှာ live ဖို့ညှင်းဆန်ခဲ့တဲ့ နော်တောင်ဆန်းစုကြည်ကိုလေးစားတဲ့ရဲကျုပ်ရဲဘော်ကျုပ်ကြီးအောင်ဝင်းဦးကိုဓာတုကနေချက်ချင်းဖယ်ရှားခဲ့ပြီးတော့အဲ့ဒီနေရာမှာတက်ကနေဒုတိယဘော်ကျုပ်ကြီးတန်းလိုက်နဲ့အစာထိုးခဲ့တယ်ဒုတိယဘော်ကျုပ်ကြီးတန်းလိုက်ဟာဒီအနာသိန်းနာကိုစန့်ကျင်တဲ့သူတွေကိုဖိနှိပ်တာမှာလက်တံပြောင်းတဲ့လူဒီဒုတိယဘော်ကျုပ်ကြီးတန်းလိုက်ကိုရဲကျုပ်ကနေပြီးတော့စစ်တိုက်ဖို့ခေါ်တုံးတယ်စစ်ရှုံးတော့2022ခုနှစ်မေလမှာယာရုကနေဖြုတ်ပလိုက် ဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဒီဘုဂျီတန်းလိုင်းကမူးလာရင်မချေနှက်တာတွေပြောပြီးတော့သူအထီးကျန်နေရတာ ਨੇ ပဲဆုံးသက်သွားဒုတိယဘုဂျီတန်းလိုင်းနောက်မှာဘုဂျုတ်စင်မင်းထက်ရေကျုပ်ဖြစ်တဲ့နောက်2023ခုနှစ်ဇူလိုင်လရောက်တော့ဒုတိယဘုဂျုတ်ကြီးနီလင်းအောင်တစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ရဲ့အပြီးမှာဒုတိယဘုဂျုတ်ကြီးနီလင်းအောင်ကိုကဆတ်ရမူအပြစ်ကပြောင်းခံလိုက်ပြီးတော့အရှေ့ပိုင်းတိုင်းဒူးတိုင်မှုဖြစ်တဲ့ဒုတိယဘုဂျုတ်ကြီး ဝင်းစော်မိုးကိုရဲကျုပ်အနေနဲ့ပေးလိုက်တယ်။အခုလက်ရှိရဲကျုပ်ပေါ့ဒီဒုတိယဗိုလ်ချုပ်ကြီးဝင်းစော်မိုးကတတ်မှတတ်ဆိုတဲ့လူမျိုးနော်သူကလောဘလည်းကြီးတယ်ညာနီညာနဲ့လည်းများတယ်သူရဲ့အုပ်ချုပ်မှုပုံစံလူမိုက်ဂိုင်းပုံစံမျိုးသူအုပ်ချုပ်သူစိတ်တိုင်းမကြရင်သူ့အောက်ကအာလူဟိုလက်တီနဲ့ထိုးချိတ်တာမျိုးဒီလုပ်တယ်ဒီကာလာတိုလေးအတွင်းမှာတော့မှရဲမှုတယောက်ထိုးခံရတယ်နောက်သူမကြရင်အသေးပွဲလေးအစကဘာကဘာပြတ်မလို့ဖြစ်တယ် ရတပ်ဖွဲ့နေခန္ဓာတော့ဟာဖနှက်ကျိုးမချီထားတဲ့အဲအရာရှိတရားကိုသူကရာဓုနေရာပြောင်းလိုက်တာမျိုးလောက်လောက်တာမျိုးရှိတယ်နော်ဒါပေမဲ့သူကတော့အခုမြဲနေလို့မှာပဲအဲဆိုတော့ဆရာဒီအဲဆရာပြောသလိုပေါ့နော်ခဲဆက်ဆက်ဒီနေရာတွေကအစ်စတက်ကလူတွေပဲရနေတယ်ချိန်တန်လို့ရှိရင်ဒီလိုမျိုးဟိုစစ်ဘက်ကနေယူနီဖောင်းပြောင်းပြီးတော့ရဲထိပ်ပိုင်းနေရာတွေမှာစစ်တက်ကဝင်ယူတယ်နေရာဝင်ယူတယ်ပေါ့လေ ဆိုတော့ဒီလိုမျိုးပေါ့စစ်တပ်ဘက်ကနေပြီးတော့ရဲဘက်ကိုပြောင်းပြီးလို့ရှင်ရဲတွေကိုဒီစစ်တပ်ကလူတွေပဲအုပ်ချုပ်အဲ့လိုမျိုးခက်ဆက်ဆက်လုပ်နေတော့ရဲတွေကရောအဲဒီကြားမှာသူတို့စိတ်ကြင်ထမှုရှိပါမလားပေါ့နော်အဲ့တော့ရဲနဲ့စစ်တပ်ကြားမှာရောဘလိုမျိုးအဟာတွေရှိမလဲဘဲချက်တွေကဒီဟာတွေဒီသူတို့အဲဒီနှစ်ဖွဲ့ကြားမှာအဲဒီလိုမျိုးအဟာရှိတယ်ဆိုတော့ကိုမြင်သားစေတယ်လေရှင်ရဲစစ်တွေကတော့ပဲကြိုက်မလို့နော်အာမြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အချင်းပြတ်ခြားစားမှုကြီးတဲ့ဌာနတစ်ခုလို့နာမည်ကြီးပေမဲ့လည်းရဲထဲမှာလည်းသူ့တိတ်ခါနဲ့သူ သူ့တမာဒီနဲ့သူသူ့ပညာနဲ့သူ လုံနေတဲ့သူတွေရှိတယ်။ဟိုတက်ကနေမိုးချွှေကို ပြောင်းလာနားမလဲပါမလဲနဲ့ဆရာလာလောက်တာပြီးရင်ခွဲခြားဆက်ဆံတာသူတို့ပဲကြိုက်ပါရဲထဲမှာအခုဆိုရင် DSC ဆင်းတဲ့လူ OTS ဆင်းတဲ့လူနဲ့ရဲအစ်စ်ဆင်းတဲ့လူဆိုပြီးတော့ခွဲခြားဆက်ဆံမှုကကြီးတယ် ရဲစစ်တွေကနေရာမရဘူးနေရာမရတာအဖြစ်ဆုံးပါအခုဒီရဲကျုပ်ကကွဲခြားဆက်ဆံတဲ့နေရာမှာအင်မတန်နာမည်ဆိုးထွက်ရဲစစ်ဆိုတာတို့ရဲပညာသင်ယူတယ်နော်ရဲအဖြစ်နဲ့နှစ်ပေါင်းများသောတောင်ရင်ထမ်းတောင်ပြီးဖက်တန်းလာခဲ့သူတွေတို့လောကနဲ့ပြောမှဆိုရင်သတင်းမီဒီယာအာမှာသတင်းကန်းကိုဖက်တန်းလာခဲ့တဲ့အယ်ဒီတာကြီးမျိုးတွေပေါ့ အခုတော့အဲ့တက်ကနေပြီးတော့ပြောင်းလာရဲလုံငန်းကိုဘူးမတိပါမနေနဲ့တအုပ်ချုပ်အဲ့တော့ရဲစစ်တွေကခံပြင်းကြတယ်တက်ကလူတွေကလည်းသူတို့ချင်းချင်းတူရင်တော့မှအာ DS စင်းလား ODS စင်းလားအလုပ်သင်ဖို့ဒါစသဖြင့်အရိယာမျိုးနော်အရင်တုန်းကစစ်တက်ကနေပြောင်းလာတဲ့သူတွေကရဲစစ်တွေကိုသူတို့ကဘာပြောလဲဆိုတော့ငါတို့ကစစ်တိုက်ခဲ့တာဟေ့ရှေ့တန်းမှာအသက်နဲ့ရင်းခဲ့တာမင်းတို့ကအလကားကောင်းဆိုတာမျိုးလား ပြောတာအဲ့တော့ရဲတွေကငိန်ခံနေကြတာဒါပေမဲ့အခုအခြေအနေကပြောင်းသွားပြီရဲတွေကလည်းစစ်တိုက်နေရတယ်နောက်ပြီးမြို့ပြတွေမှာလည်းတိုက်ခိုက်မှုတွေကြိုးလှုပ်ကြံခံမှုတွေရှိနေတာအဲ့တော့အော်ရဲတွေကပါပြီလို့မင်းတို့တွေတိုက်တာမဟုတ်ဘူးငါတို့လည်းတိုက်ရတယ်ငါတို့ကမှလက်နဲ့မပြေဆုံးနဲ့အသေးခံကြရတာမျိုးဆိုပြီးတော့ပြန်ပြောတယ်တေတော့ငါတို့ကိုကျဲရတည်တယ်စားเสียရရှိစစ်တပ်ကောင်တွေလာစားတယ်ဆိုတာမျိုးဖြစ်တာနော် တက်ကလူတွေကိုရဲကိုပြောင်းပေးတာမှာဥနေဝင်လက်ထက်ကစားတယ်တပ်ဖက်ကဘုံမူကြီးအဆင့်တွေနဲ့သူကပြောင်းပေးတယ်ဘုံချုပ်တန်းရွှေလက်ထက်မှာဘုံမူချုပ်အဆင့်နဲ့အဲတက်ကပြောင်းလာရဲချုပ်ဖြစ်တယ်တပ်ဖက်ကတပွင်ဆိုရင်ရဲဘက်ကတုံးဝင်ရတယ်ဆိုတဲ့ဟာမျိုးပေါ့ဘုံချုပ်တန်းရွှေလက်ထက်မှာပူဆိုးသွားတာဥနေဝင်လက်ထက်မှာအဟုတ်ထိပ်ပိုင်းမရှိတယ်ဘုံချုပ်တန်းရွှေလက်ထက်မှာကျတော့အောက်ခြေအဆင့်တွေမှာပါတပ်ဖက်ကလူတွေနဲ့ပြောင်းတာ အဲ့တော့ရဲကအရတားရဲနဲ့တပ်ဘက်ကအသွင်ပြောင်းရဲဆိုပြီးတော့နှစ်ခုဖြစ်သွားတပြီးတော့လဲတပ်ဘက်ကအသွင်ပြောင်းတဲ့လူတွေကယာဒူးတိုးတာမြန်နေနေရာကောင်းနေလဲရကြတယ်နော် NLD ဆိုရလက်ထက်မှာရဲတွေရဲ့အတန်ကိုနားထောင်ပြောရဲဆိုရဲစစ်စစ်ပေါ့နော်ရဲပညာနဲ့အဲဖြတ်တန်းလာခဲ့တဲ့လူတွေသူတို့ရဲ့အတန်ကိုနားထောင်ပြီးတော့နောက်ပြီးတော့တကယ်အဲအုတ်ချုံမှုပုံစံကောင်းကို ြောင်းလဲကျင့်သုံးနိုင်မှုစူးစမ်းတဲ့အနေနဲ့ရတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးလုပ်တယ်အဲ့ဒီမှာဒူရဲချုပ်နှစ်ယောက်ထားရှိစနစ်စပြီးတော့ကျင့်သုံးတယ်တပ်ဖက်ကအတွင်ပြောင်းဒူရဲချုပ်တယောက်အပြင်အရတားစစ်စစ်ရဲတယောက်ကိုဒူရဲချုပ်အပြင်မဖြစ်မနေခံထားရေးဆိုတဲ့မူပေါ့နော်နောက် NLD ဆိုတဲ့လက်ထက်မှာရဲတန်းကြီးတွေကောင်းအောင်လို့နောက်ပြီးရဲတွေရဲ့ အဲဆိုဆိုရှယ်ဝဲဖဲတွေကောင်းအောင်စ조사ဖို့အဆင့်တီတွေလုပ်ခဲ့တာတွေရှိအဲ့တော့ဟောရဲတွေတွေကဒီအရတားအုပ်ချုပ်မှုပုံစံကိုသဘောကျလာတာနောက်ပြီးတော့တောင်စန်းသူကြီးထောက်ခံတဲ့သူတွေပေါ်ထွက်လာခဲ့တယ်ပြောရရင်မကြာသေးခင်ကနားပိတ်ခံလိုက်ရတဲ့ဒူရဲကျုပ်အောင်နိုင်သူကသူကအရတားရဲစစ်စစ်ပြောရရင်သူကအနေဒီအစိုးရလက်ထက်မှာဒူရဲကျုပ်ဖြစ်လာခဲ့တဲ့သူအမေအာနာသိမ့်ပြီးနောက်ပိုင်းမှာအကောင်လုံးပြန်ပြက်ကုန်2022ခုနှစ် မတ်လအတွင်းမှာထုတ်ပြန်တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေမှာတမရကရဲချုပ်ကိုခန့်မယ်ဆိုရင်ကာကွယ်ရေးဦးစီးချုပ်နဲ့နှိမ့်နိုင်ပြီးခန့်မယ်ဆိုတဲ့အချက်ကိုထည့်သွင်းလာ။ဒါကြောင့်တကယ်လို့နောက်ပိုင်းမှာရဲချုပ်ခန့်မယ်ဆိုရင်တော့မင်းအွန်လိုင်းရဲ့သဘောထားဆက်ပြီးတော့ပါမှာရအောင်။နောက်ပြီး CDM လုတ်တဲ့ရဲတပ်ဖွဲ့ဝင်ရဲ့နေရာမှာတပ်အင်အားထောင်နဲ့ချီပြီးတော့ပြောင်းလာ။ ခရင်တပ်ဖွဲ့မှုကနေပြီးတော့ရဲကြုံစင်ထီယာဒူးတွေမှာစစ်ဘက်ကပြောင်းလာတဲ့ရဲတွေပဲဖြစ်ဖို့စနစ်တကျစီစဉ်လာအခုလက်ရှိခရင်မှုလောက်ကနေထိပ်ပိုင်းယာဒူးအတဲရှိနေတဲ့ရဲထက်ဝက်လောက်ကတက်ကနေအတွင်ပြောင်းရဲတွေမူကြရွှေကိုတွေအောက်ခြေရဲသားအစင်းကနေရဲမှုကျောက်လောက်ထိပဲအရသားရဲယာဒူးတွေအေးရကြတာများတယ်လို့ပြောလို့ရဒါကြောင့် အယတားရဲတွေတည်းကရဲစစ်စစ်တည်းကဘလောက်ပဲလုံရည်ကံရည်ရှိရှိတက်လန်းတိတ်မရှိဘူးအချိန်တိုင်းရင်တက်ကလူတွေရဲ့အောက်မှာပဲကောင်းကောင်းတောင်းထမ်းဆောင်ရတဲ့အနေအထားဖြစ်တာပါပဲအဲပြောမစို့ရဲတွေရလဲဒီစစ်တပ်ရဲ့လူပါဝမှုကိုခံနေရတာပဲပေါ်လေနော်အာနောက်တစ်ခုကဒီစစ်တပ်ဘက်ကထိပ်ပိုင်းအရာရှိတွေနဲ့ပတ်သက်ပြီးတော့ပြောချင်တာပါဒီရွေးကောက်ပွဲနှီးတော့ဒီစစ်ကောင်မရှင်က ဘူကျုပ်တွေလည်းဟိုထုံထုပ်ပြောင်းတဲ့ဟာတွေခက်စစ်စိတ်လှုပ်လာတယ်ပေါ့နော်။အဲဆိုတော့အဲလွန်ခဲ့တဲ့ဒီနှစ်ရက်သုံးရက်ကထွက်လာတဲ့ဒီ ISP မြန်မာကအစီရင်ခံစာမှာဆိုရင်တတိယမျိုးဆက်ဘူကျုပ်ကြီးနဲ့ဒုတိယဘူကျုပ်ကြီး73ယောက်ပေါ့နော်အနာပေးခံလိုက်ရတယ်ဒီအတွင်းမှာဒီတော့အတွင်းမှာအဲဆိုတော့ဒီလိုမျိုးဟိုထုံထုပ်ရှင်အဲအခြေအနေနဲ့ပတ်သက်ပြီးတော့လေဆရာအနေနဲ့ဘယ်လောက်ထိအကြောင်းထားမိသေးလဲရှင်။ 2021ကနေ2021 February ကနေပေါ့2025 July 31ရက်နေ့ထိအနာဒင်းကာလလင်းနှစ်ခွဲအတွင်းမှာဘိုလ်ချုပ်ယာဒူးကဆိုလို့ဟိုဘိုလ်ချုပ်ကြီးထိထိတ်တန်းယာဒူးနေရာတရာလောက်အပြောင်းလဲဖြစ်ခဲ့တယ်ဒီလိုအပြောင်းလဲလောက်တာဒီမှာတက်လက်ကင်မရှိတဲ့နေရာတွေရွှေလုံးတက်မရှိတဲ့နေရာကိုပြောင်းလိုက်တာနောက်လုံးဝအနာပေးလိုက်တာ ਨੇ တချို့ တက်ဖက်မှာပဲ position ပြောင်းတာတွေဒါကိုထက်တွက်ထားတာပါမင်းအောင်လိုင်းကဒီရွေးကောက်ပွဲအတွက်ပြင်တဲ့အခါမှာအခုဒီ ISP မြန်မာပြောလို့ပဲဒါရွေးကောက်ပွဲအတွက်ပြင်တဲ့ဟာတွေသူလုံတာစစ်ကောင်ရှင်ဖွဲ့ပြီးသူပရမသုံးစားလုတာတတိယရွေးကောက်ပွဲဝင်ဖို့ဆန္ဒရှိတဲ့သူတွေသဘောထားတောင်းခံပြီးတော့တချို့အဲ့လိုရွေးကောက်ပွဲဝင်ချင်ပါတယ်လို့ဆန္ဒမပြုတဲ့သူတွေကိုအနာပေးတာတွေစက်တိုက်လို့ နော်အခုဆိုရင်ရဲဌာနနေပြီးတော့အဲ့ဒါလို့လောက်တာဆိုရင်ရဲဘုချုပ်တင်ကူကိုနဲ့ sorry ဒုရဲဘုချုပ်တင်ကူကိုနဲ့ဒုရဲချုပ်နှစ်ပေါ့ရဲဘုချုပ်အောင်နိုင်သူတို့ကိုရဲရသူကနေနာပြီးတော့သူကြံကြံခံရေးပါတီကနေယူကော့ဘွဲဝင်ခိုင်းတယ်ဒါကလည်းအဲမင်းအောင်လိုင်းကယူကော့ဘွဲဝင်ခိုင်းတဲ့စည်းရင်းတွေပေးဆိုတော့ရဲချုပ်ကသူတို့တွေကိုပေးလိုက်တာတပ်ဖက်တမအာဆိုရင်အာသူချမ်းပြောလို့ဘိုချုပ်ကြီးတွေထဲမှာ ဗိုလ်ချုပ်ကြီးအောင်လင်းတွဲဗိုလ်ချုပ်ကြီးညိုစောဗိုလ်ချုပ်ကြီးမြာထွန်းဦးဗိုလ်ချုပ်ကြီးတင်အောင်ဆန်းနဲ့ဒုတိယဗိုလ်ချုပ်ကြီးတွေမှာဆိုရင်ဒါတကယ်တတ်မှာအရေးပါတဲ့ကကထုတ်ပေါ့ဒုဗိုလ်ချုပ်ကြီးကံမြင့်တန်းနောက်စီအေးချုပ်ဒုဗိုလ်ချုပ်ကြီးစိုးမြင့်ဦးနဲ့သူ့နေရာကိုဆက်ခံတာတော့တလတော့တလတော့ပဲရှိသေးတဲ့စီအေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဖုံးမြတ်နောက်တက်မတော်စစ်စေးရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးတက်ပုံး စီအာလူကန်ကျောက်ဒုတိယပေါ်ကျောက်ကြီးလင်းအောင်စိန်စစ်ကျောက်ဒုတိယပေါ်ကျောက်ကြီးဆွတ်တင်နိုင်နောက်ကာဆာတော့မူဒီမှာဆိုရင်ဒုတိယပေါ်ကျောက်ကြီးဒေဇာကျော်ဒါဒီဒီဒီအာတွေ ਨੇ လက်ယုံတက်လို့ခေါ်တဲ့စစ်ညွန်ကြားရေးမှုယုံကပေါ်ကျောက်ဆယ်ရောက်လာပို့ပြောင်းလိုက်တယ်အဲ့တော့ဒီလူတွေအကုန်လုံးကြည့်ရင်အသက်အရွယ်အပြင်အကြီးဆုံးက DSA 23လောက်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းတဲ့ဗိုလ်ချုပ်ကြီးညိုစောအားစားလို့ DSA 33အပတ်စဉ်တူတယ်သူနဲ့အပတ်စဉ်တူတဲ့ OTS ဘုဂျုံနေမျိုးဦးတို့ဘုဂျုံဟိုဘုဂျုံနေမျိုးဦးတို့လောက်ဒီအနာပိခန္ဓာဖြစ်ပြီးတော့ပြမ်းမြအဖြစ်အသက်55နေ65အဝင်းကျင်အရင်အရင်ရောက်ပြီးတဲ့သူတွေဟိုအဲအတွက်ကိုတော့ဗိုလ်ချုပ်ကြီးတွေနေရာအတွက်ကသူကအစားထိုးဖို့မလိုပေမဲ့ခုနကကာကထုတ်အရာရှိချုပ်နေရာဆိုရင်ဒါမင်းအောင်လိုင်ရဲ့လူယုံစစ်ပလက်တော့ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေနောက်လေးချင်းအရာရှိ ကျုပ်ဒုတိယပုဂ္ဂိုလ်ကြီးထိန်ဝင်းเนาะသူကဆေးရတုကံကျုပ်ဖြစ်လာတယ်သူကဆေးရတုကံကျုပ်ဖြစ်လာတယ်ကရင်မွန်နဲ့တနင်္သာရီဒေသမှာဒါမင်းအောင်လိုင်ကအမှတ်ပြပေးခဲ့တဲ့ကာဆတာ၄ရဲ့ကာဆတာ၄မှုညဝင်းဆွေကိုကာဆတာတစ်အဲကိုပြောင်းနေနောက်မင်းအောင်လိုင်ယုံကြည်စိတ်ချပါတယ်ဆိုတော့ဒုတိယပုဂ္ဂိုလ်ကြီးကိုကိုဦးကရန်ကုန်နဲ့နေပြီးတော့ကိုင်ရတဲ့ကာဆတာ၅ရာဒူးနေရာကိုပြောင်းလာတယ်နော် ခိုလန်အရှေ့ပိုင်းအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူပုံမှုပုံချုပ်မျိုးမင်းထွန်းကစစ်စေးအရာရှိချုပ်ဖြစ်တဲ့အလယ်ပိုင်းတိုင်းမူပုံချုပ်ကျော်ကိုထိုက်ကလေ့ကျင့်အရာရှိချုပ်ဖြစ်တဲ့ဗမော်စစ်မျက်နှာမှာမျက်နှာကောင်းရခဲ့တဲ့စကားခ27မူပုံမှုချုပ်တင်မလကအလယ်ပိုင်းတိုင်းမူဖြစ်သွားတယ်တမ88တမမူကျော်နိုင်မှုကအရှေ့အလယ်ပိုင်းတိုင်းမူဖြစ်သွားတယ် နော်စစ်ပလက်ထောက်နေရာကိုအလုတ်တင်ဘူဒေသ28ကဘုံမှုကျုပ်စိန်မောင်လင်းတို့ပေးလိုက်တယ်အဲ့တော့မင်းအောင်လိုင်းအခုခန်းလိုက်တဲ့သူတွေကိုကြည့်ရင်ဘွဲရပြီးမှတတ်ထဲကိုဝင်လာတဲ့အရာဘက်ကဘွဲရပြီးမှတတ်ထဲကိုဝင်လာတဲ့အရာရှိအနေနဲ့ဝင်လာ OTS လို့ခေါ်တဲ့ Officer Training Schools ကျောင်းစင်းတွေမှာပါတော့ဘသူတွေပဲရှိတော့လဲဆိုတော့ DSC နဲ့အလုတ်တင်ဘူတင်နှန်းကျောင်းစင်းတွေကိုပဲခန်းတော့ဆိုလိုတာကမင်းအောင်လိုင်းအနေနဲ့ ဘွဲရပြီးမှတက်သေးကိုရောက်လာတဲ့သူတွေလေအဲ့ဒီသူတွေကအရက်ဖက်နဲ့음အရက်ဖက်လောကမှာကျင်လည်ခဲ့ပြီးပြီးဟေးနောက်ပြီးတော့အရက်ဖက်ရဲ့ဟိုတည်သွားပြီးနောက်ဆက်ဆံနေရှိတာဒီလိုလူမျိုးတွေတက်သူကအဲ့လိုမျိုးတွေမလိုချင်ဘူးအသက်16နှစ်လောက်တည်းကဆက်ကြောတက်တည်းကဘိုးတင်တန်းတက်ပြီးတော့တက်သေးရောက်လာတဲ့လူတွေသူတို့တွေကိုပဲပုံယုံကြည်တယ်ဆိုတာပြတဆက်တဆက်လည်းပြောလို့ရှိရင်အခုလက်ရှိတိုင်းမှု14ရောက်တဲ့မှာလေ OTS ကြောင်းစင်းရယ်လို့ မပါတော့သူကဆယ်ကျော်တဲ့အရွယ်မှာတတဲရောက်ပြီးတော့အရာရှိပေါက်ဆလေးတွေဖြစ်เนาะဒီစစ်တပ်လောကသာတပါအောက်ဖြစ်ဒီတပ်အတိုင်းဝိုင်းမှာပဲကျင်းလဲပြင်ပနဲ့အဆက်တွေနေပြီးတော့ပြင်ပပူတုဒ္ဒနေတဲ့တပ်ပေါ့ဒီတပ်ဘာဘယ်ထဲမှာပဲအတိုင်းဝိုင်းတူကပြောတာပက်တင်နံထပ်နေတဲ့လောကကြီးမှာပဲငါတို့တတ်တည်တာအမှန်တရားဖြစ်တော့သည်ဆိုတာမျိုးဟုတ် အဲ့လိုလူမျိုးတွေကြတော့မင်းအွန်လိုင်းခိုင်းတာတရားတယ်မတရားဘူးတင်းဤမတင်းဤမခွဲဘဲနဲ့လိုက်လို့ကောင်းထယ်ပေါ်လို့ရတာမျိုးဖြစ်တော့ तू ကအဲ့လိုလူမျိုးတွေကိုမွေးထုတ်တယ်အဲမွေးထုတ်နေတာပဲလို့ပြောလို့ရပါတယ်အဲဆိုတော့ဒီစစ်ကောင်းဆောင်နဲ့ပတ်သက်ပြီးတော့ပဲဆက်လိုက်ချက်ပါတယ်အဲဒီလူတွေကဟိုခံမှန်းချက်ပေးနေကြတာရှိတာပေါ့နော်တကယ်လို့ဒီလက်ရှိစက်ကောင်းဆောင်ဦးမောင်လိုင်းက အာတမရလုံးမှာပဲဖြစ်ဖြစ်အအနာယူတော့မှာပဲဖြစ်ဖြစ်အဲ့လိုမျိုးခုခုပေါ့နော်သူလှုပ်လိုက်လို့အကာကျုပ်ရာတူကနေပြီးတော့အနာယူရတဲ့အခါမျိုးမှာဆိုလို့ရှိရင် နောက်ထပ်တက်လာမဲ့သူကဘူချုပ်ကြီးကြော်စွာလင်းလို့ထန်ချေးပေးကြတာရှိရပေါ့နော်ရှေ့မှာလည်းဆရာအပြောတဲ့အထက်မှာလည်းဒီဘူချုပ်ကြီးကြော်စွာလင်းကိုဆရာထန်ချေးပေးကြတာတွေလည်းအများကြီးရှိတယ်အဆိုတော့အမေးချင်တာကတခြားသူတွေရောဒီရာတူနဲ့ပတ်သက်ပြီးတော့တခြားသူတွေရောမဖြစ်နိုင်ဘူးလားပေါ့နော် ဒီအကယ်၍တက်ယာဒူးကိုလွှဲမယ်ဆိုလို့ရှိရင်နော်အာဂျိန်းဒေတာအာပြောလို့ရတာကသူနဲ့စီနီယာမကွာတဲ့လူ မဖြစ်ဘူးစီနီယာကွာတဲ့လူပဲဖြစ်နေမှာနော်ဒါကလည်းအဲသူဟူအရင်ဘူဂျုံမွေးတန်းရွှေ့လေအဲတုန်းကလောက်ခဲ့တဲ့အတွေ့အကြုံဘူဂျုံမွေးတန်းရွှေ့တုန်းကသူစက္ကံမဲ့သူဟာသူသူ့ကိုစက္ကံမဲ့သူဟာသူနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းတို့အများထင်ကြီးပေးခဲ့ကြဒါပေမဲ့တကယ်တကယ်ရွေးတော့ဗိုလ်ချုပ်တန်းရွှေကသူ့တဲ့အသက်20နှစ်ပါငယ်တဲ့မင်းအောင်လှိုင်ကိုရွေးခဲ့တာအဲ့တော့မင်းအောင်လှိုင်ကတာချုပ်တစ်ဖြစ်တဲ့အချိန်မှာသူထိတ်ဆုံးရာထူးရောက်တဲ့အချိန်မှာငငယ်ပဲရှိသေးတယ်အဲ့တော့အဲ့လိုလူမျိုးစီနီယာကွာပြီဆိုလို့ရှိရင်သူ့ကိုလေးစားလိုက်မယ်စီနီယာကွာတော့ခြေရမတိုင်းတော့ဘူးလို့ယူဆကြတာအခုလဲအကယ်၍များလုတ်ခဲ့တည်ရှိတော့အဲ့လိုမျိုးလုံမယ်လို့ ဟုတ်ထင်ပါတယ်ဒါပေမဲ့မင်းအောင်လိုင်တိုက်ကြရူးစွန့်ဖို့ခဲရင်တဲ့အကြောင်းကြီးရှိနေပါတယ်နောက်ပြီးသူဒီမှာပြင်ဆင်ထားတာ2021ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းမှာသူအစောဆုံးလှုပ်ဆောင်တဲ့အားတွေတည်းကတစ်ခုကကကနာကောင်စီကာကွယ်ရေးဌာနကောင်စီဒီရဲ့ညွှန်ကြားလာတင့်မြင်ဆောင်2021ကိုထုတ်ပြန်ပြီးတော့တာကျုပ်ရာသူအတွက်အသက်အကန့်အသတ်ချက်တွေကိုပယ်ခဲလိုက်တယ် တကယ်ဆိုရင်မင်းအောင်လိုင်ကငိမ့်စားယူရမယ်အသက်ရောက်နေပြီဒီဟာကိုပယ်ဖျက်လိုက်ပြီးတော့သူကဆက်ပြီးတော့တတ်ချုပ်လုံးအဲ့တော့မင်းအောင်လိုင်ကဒီတတ်ချုပ်ရာသူကိုသူစိတ်ရှိသမျှသူလှုပ်ချင်တာလှုပ်လို့ရအောင်နေနေလို့ရတယ်အခြေဥဥပဒေအခြေအနေအဲ့လိုပဲတဖက်မှာလည်းသူကအာစီရေးလဲနားမလဲဘူးเนาะစစ်ဟိုစစ်တိုက်တာလဲသူဟိုတကယ်တကယ်じゃတော့ဟိုနားလဲတယ်လို့မဟုတ် တော့သူအာတန်တာသူစိတ်ဝင်စားတာအုတ်ချုပ်ကြီးအုတ်ချုပ်ကြီးလောက်ကျင်နေသူကအာဒီမှာစိတ်အားထက်တန်တော့သူကသူလည်းသမရဖြစ်ကျင်တဲ့စိတ်ကလည်းရှိသေးတယ်အဲ့ဒါကြောင့်လည်းအာနာဒိန်းနာဆက်ဆက်နေတာ哦နော်အခုကအချိန်ကြီးကအဲ့လိုမပေးလို့တာဒီတက်ချုပ်ယာတို့ကိုစွန့်မလားဆိုတဲ့စဉ်းစားချက်တွေရှိတယ်မင်းအွန်လိုင်းမင်းမတော်ကျူကျူလာကသူတို့အတိုင်းဝိုင်းမှာသူပြောလို့ရှိတဲ့စကားတုံးရှိတယ်အာဒီယာတို့မှာပင်ပန်းလာပြီသူလွှဲကျင်တာ ူယောက်ျားလောက်တော်တဲ့သူမတွေ့သေးလို့ဟုတ်လားအဲအဲ့လိုအမြဲတမ်းပြောသူပြောသူဝါဒဖြန့်နေရှိတာပေါ့နော်ဒါမဲ့ကျွန်တော်အမြင်တော့သူစိတ်မချရဲဘူးတက်ကိုအဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံရဲ့အာဏာမြန်မာနိုင်ငံဒီစစ်အာဏာအာအုပ်ချုပ်မှုပုံစံကတက်ကိုကင်ထားနိုင်မှုအရေးကြီးတယ်အာဏာကတနက်ပြောင်းသွားမှာပဲရှိတော့ဒီနိုင်ငံမျိုးမှာ တက်ကိုကင်တဲ့သူကပိုပဲအဲ့တော့တက်ကိုသူကနေပြီးတော့အော်ဓာတ်ရိုက်သမားပေါ့လွှဲမယ်ဆိုရင်အခုဒီမှာအုတ်ချုပ်ရေးမှာညူစောကိုသူကတဆင့်ကန်လွှဲသားလို့တက်ကိုတဆင့်ကန်လွှဲမယ်ဆိုရင်လက်ရှိမင်းအောင်လိုင်းနဲ့အနီးကပ်ဆုံးနေတဲ့နေရာမှာနှစ်ယောက်ရှိတယ်တစ်ယောက်ကစာပဘုံချုပ်ကြီးရဲဝင်းနော်ဒါမဲ့စစ်ထောက်လိုင်းအကြီးကဲတွေက တချုပ်ဖြစ်တဲ့အဆင်လာမရှိဘူး။နောက်ပြီးတော့ဒီလိုလူတွေကိုစစ်တောင်းလိုင်းကိုတချုပ်သွားပေးရင်လည်းတိုက်ခိုက်ရေးတပ်ကမကျေနပ်ပဲနဲ့တပ်တွင်းပုံကံမှုတွေပေါ်ကုန်မှာအဲဒါမျိုးဆိုတော့မပေးဘူး။ကျွန်တော်အမြင်တော့ရဲဝင်းကိုအနာခေါ်တာလား။သူဗိုလ်ချုပ်ခင်ညွန့်လို့တံပြန်မှာဆိုလို့ဒုတိယခင်ညွန့်လုံးမှာဆိုလို့အနာခေါ်တာတယ်လို့ပဲမြင်တာ။အဲဒါနောက်တစ်ယောက်ဖြစ်နိုင်တော့ကျော်စွာလင်းပဲ။ကျော်စွာလင်းကိုဗိုလ်ချုပ်ကြီးယာဒူတိုးပေးပြီးတော့တပ်မှာ တတိယခေါင်းဆောင်တတိယအဆင့်မြင့်ဆုံးဖြစ်တဲ့ကြီးရည်လေးညှိကွက်ရာဒူးနေရာကိုပေးလိုက်ရယ်။နောက်မင်းအောင်လင်းကိုတိုင်လည်း2010ခင်းကျင်းမှာညှိကွက်ကနေတက်ချုပ်ဖြစ်လာတဲ့လူ2025မင်းအောင်လင်းကစစ်ကော်မရှင်ဖွဲ့တဲ့ချိန်မှာကျော်စောဗိုလ်ချုပ်ကြီးကျော်သွားရင်းကိုလည်းစစ်ကော်မရှင်နဲ့ထည့်လိုက်တာ။အဲ့တော့ပြီးအဲ့ဒါပြီးနောက်ပိုင်းသူရဲ့တရုတ်ခီးစင်ဟဟာပြည်တွင်းခီးစင်တွေမှာလည်းခေါ်ခေါ်သွားတာတွေ့ရတယ်။နောက်ကျော်သွားရင်းအောက်မှာလည်းဂျူနီယာတွေအငယ်တွေမင်းအောင်လင်းကတူးတဲ့ 9နှစ်ကနေ10နှစ်လောက်ထိအသက်ကွာတဲ့သူတွေကိုတော့တက်ကနေအနာပေးလိုက်တာဆက်တိုက်လုပ်တာအဲ့တော့တော်တော်ကွာမှပဲသူကထားရတဲ့အနေလားနောက်ဒုတက်ချုပ်တွေဘသူအတားရထားရတာလဲသူတို့စဉ်းစားထားရတာလဲရှိတယ်တက်ချုပ်နဲ့တွေမရအောင်နှစ်ခွနှစ်ယောက်ကိုထိန်းရတာဒုတက်ချုပ်အတွက်နာမည်ထွက်တဲ့ဟာကဒုတိယဘုံချုပ်ကြီးကိုကိုဦးနော်အခုသူကဒီညီနောင်မာမိတ်သုံးဘွဲ့အတွက်မင်းအောင်လိုင်းရဲ့ကိုစားညှိနှိုင်းမှု ဖြစ်ရန်ကုန်နဲ့အညီနိုင်မှုအဖြစ်လုပ်တယ်ပြီးရင်ရန်ကုန်နေပြီးတော့လုံခြုံရေးတွေကိုအဓိကတာဝန်ယူတဲ့ကာဆတ်တာ9ကာဆတ်တာ9မူကြီးနေရာကိုပေးထားတယ်။နောက်တစ်ယောက်ဖြစ်နိုင်ကြတဲ့ရပေါ့။စကိုင်းတိုင်းထဲမှာအင်မတန်မှရရဆက်ဆက်တပ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှတာဝန်ယူခဲ့တဲ့ဗိုလ်ချုပ်တန်ထိုင်သူကတော့ G တက်ရဲ့ညီနိုင်ကိုကိရာချီချုပ်ဖြစ် ခန့်အပ်ထားတာတွေ့ရတာအစိုးရဘက်မှဆိုရင်ဥညိုစောကမင်းအောင်လှိုင်ရဲ့အယုတ်เนาะဥညိုစောရဲ့တပီးတင်နဲ့မင်းအောင်လှိုင်တပီးတွေကရင်းရင်းနှီးနှီးဆက်ဆံတဲ့အဲရင်းနှီးတဲ့ဆက်ဆံရေးရှိမင်းအောင်လှိုင်ရဲ့တာသမီးတွေကသူ့တာရောတမီးရောအကုန်လုံးကပြောရရင်တော့သူ့ဖေရဲ့မျက်လုံးလေးเนาะဘိုလ်ချုပ်မှုရှိတန်းရွှေတုံးကတော့သူကဘိုလ်ချုပ်မောင်အေးရောပြောရင်တော့နံပါတ်1နဲ့2နှစ်အောင်လုံးအရာဘက်ကရောဒီစစ်ဘက်ကရောနှုတ်ထွက်ပြီးတော့ အစိုးရကိုဥသိမ့်စိန်နဲ့ဥတင်အောင်မြင်ဦးစစ်တပ်ကိုမင်းအောင်လိုင်းလွတ်တော်ကိုဥရွှေမန်းဆိုပြီးတော့သူကခွဲပြီးတော့သူတို့ကအေးအေးဆေးဆေးသွားနှက်အမေမင်းအောင်လိုင်းကြတော့အဲ့တလူလုံနိုင်တဲ့အနေထားမရှိဘူးအခြေအနေမရှိဘူးပြောရရင်သူ့ဆက်ကိုသူမနိုင်ဘူးအနေဆုံးတော့မနိုင်သေးဘူးလို့ပြောလို့ရတာသူရဲ့အခုတံပြန်ထိုးစစ်တွေပေါ့နော် ပြန်ပြီးတော့ဒေါ်လာရင်းပတ်တည်တမန်တိုးစေအရင်ဆုံးရှုံးထားတဲ့နေမြေတွေရသွားပြီးတော့ရွေးကောက်ပွဲကလည်းအာဟိုနိုင်ငံတကာထောက်ခံမှုအကောင်းကောင်းနဲ့ရလာမယ်သူအချိန်ကြီးကောင်းနေတော့တမျိုးဖြစ်မှာပေါ့အခုအနေထားအဲ့ဒီအနေထားကိုမရှိဘူးလို့မြင်တယ်ရွေးကောက်ပွဲတာပြီးသွားတယ်ဘာမှလည်းပြောင်းမှာမဟုတ်အဲ့တော့ဒီရွေးကောက်ပွဲပြီးအာနာလွှဲပါမယ်ဆိုပေမဲ့ နော်သူကနိုင်ငံသားတန်တမာနေနဲ့တွေ့တဲ့အခါမှာဒီလိုပြောတယ်ဆိုပေမဲ့ကျွန်တော်အမြင်တော့လက်ရှိအနေအထားတိုင်းသွားနေတာကသူကယာဒူနာမည်တာပြောင်းသွားမယ်ဘလို့ဟာလဲမာဗင်ကွန်ပျူတာဘလို့နာမည်ဖြစ်တယ်ဆိုတာတော့မပြောတတ်ဘူးဒါပေမဲ့အာနာရဲ့ဗဟုချက်မှမှာအထူးသဖြင့်တက်ကိုကင်ထားတဲ့ဟာမှာဆက်ရှိနေလို့မြင်ပါတယ်ဗျာဟုတ်ကဲ့ဆရာဟုတ် ဒီတစ်ပတ်မှာဒီအဲဆက်ကောင်းဆောင်အကြောင်းတွေရောပြီးတော့ဒီရဲတွေရဲ့အဲရဲနဲ့စစ်တပ်ကြားကကွာခြားမှုတွေအကြောင်းတွေရောဒီစစ်တပ်ထိပ်ပိုင်းကသူတွေရဲ့အကြောင်းတွေရောတော်တော်လေးကိုချုံချုံငုံငုံလေးတိလိုက်ရပါတယ်အဲတစ်ပတ်မှာလည်းဒီဘက်မှာအချိန်လဲလွန်နေပြီဖြစ်တဲ့အတွက်ဒီတစ်ပတ်မင်းမြန်ဆွေးနွေးခန်းကိုဒီမှာပဲရှင်းနာချင်ပါတယ်ပါဝင်ဆွေးနွေးပေးတဲ့ဆရာတို့ကျေးဇူးတင်ပါတယ်ရှင် လောကောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။